ဟယ်လိုအားလုံးညီလာပါ Buzz for နဲ့ပြန်လဲကြိုးစို့ပါလေခုဆိုရင် Man City နဲ့ Crystal Palace ကဆင်တော့ Fighto ဆိုရရတဲ့ Manchester City ကတော်လေး Campus ဆိုရင်နိုင်ပွဲကိုပေါ်ဆောင်နိုင်ခဲ့တယ်ဒီနေ့ဘွဲကြောင့် Manchester City က Champions League ဝင်ခွင့်ပြအသက်ရှူချမ်းဝဲလို့ပြောရမယ်ဗျာကျွန်တော်ဒီမိတ်ကိုကြည့်လိုက်တယ်ဗျာပထမပိုင်းကျွန်တော်မိနစ်30 24တောက်30တင်မှာကျွန်တော် တူးစီဆိုရတဲ့ကြည်ဟာကစတယ်ဘလစ်တဲ့ဥဆောင်ထားဆွာဘောင်းဤပေါ်ရဲ့ကျွန်တော်မန်စီးတီးကတော့ဒီရာလီမာတေကြပေါ့ဒါမျိုးဒါပေါ်ချန်ဝင်းဝင်ဝင်ဆိုတဲ့ဝမ်ဒူခိုက်တော်မနဲ့မဝင်ဘဲနဲ့ယိုပါလိတ်ကောင်ဆင်ခင်ရတော့မြေအနေထားမျိုးကျွန်တော်စိတ်ပြေတော့လေဗျာငါငါလောက်တီခရဲဆိုတော့အရင်ကျွန်တော်ခရရယူမန်စီးတီးကလုံးဝယူချားနာတော့လာလုံးဝကြာဆိုးသွားတဲ့ဒီမြင်ရတာအရင်ရဝင်းနေစရာခွန်းနေဗျာတော်23မှာကျွန်တော်တွေဟာ triple winner ဖြစ်ခဲ့ပေမဲ့ တနေ့တော်ကြားရဲ့နေသားမျိုးကနေဒီလိုမျိုးဆုံးဖြတ်တဲ့အောင်ချိန်ပိုင်းချအတော်လာဆိုတော့တော်တော်လေးကိုကျွန်တော်တို့ဝန်သက်စရာကောင်းတဲ့ချင်းခဲ့ပြဒါမှလည်းကျွန်တော်တို့ဒါတစ်တိုင်းပဲရိုးရဲ့တချို့ဝိုင်းရေးကေဘယ်ဒီပိုင်းကဒီပိုင်းကဆိုရင်တော့သူရဲ့ဂိုးနဲ့တူကန်လာခဲ့တယ်တကယ်လို့ကေဘယ်ဒီပိုင်းရဲ့ဂိုးဟာတေဟိုဒီပိုင်းကလာမမွေခဲ့ဘူးဆိုရင်တော့ ပြန်လာပို့တာလေးတွေဖြစ်နိုင်ပါဘူးမှန်ရမယ်ဆိုရင်တော့သူ့ရဲ့စူးစမ်းမှုသူ့ရဲ့လေရဲခေါ်ဖို့လုံမဖို့ဂျမမခဏကစားမှုတွေအတင်းပူဆောင်ပြီးကစားနိုင်နေရှိတဲ့ creative designer ကြီးဟာသူတို့သူ့ကိုမြင်ရတာတော့ခရိုင်းရအောင်ကျွန်တော်သူ့ရဲ့စူးစမ်းမှုတွေမြင်ရတယ်ဒီဘက်ကကြည့်မယ်သူ1နဲ့ဗျာဒီဘက်နောက်ဟာသူယာရီကိုရင်မန်စီးတီးကနေကျွန်တော်ခေါ်ကြမယ်ဆိုတော့ဒီယာရီကိုအတင်းဟာအခြေအနေမကောင်းတော့ကြတော့မဲမဲလေးပြီးစီချင်းလို့နောက်ရီမှာ keyway မရှိတဲ့ယာရီကိုမြင်ရမှလည်းမနေ့စရောက်ကောင်းတယ်ဗျာအဲ့တော့မြန်မြန်နဲ့ပြီးတဲ့နေ မီလန်ဒီစီစင်ရောဖြစ်နေရဗျကေဗင်တက်ကတော့ဒါဒီကွက်အော်တိုမက်တမက်ကောင်းသွားမှဆုံးလေရတယ်သူဒီတူစီဆိုရက်ဆိုးရရဲ့နေဟာပြုတ်ကနေပြီးတော့ပြန်လာကမ်းရှိအောင်ကုညီခဲ့လို့ဒါဒါတို့ပြင်လာကလူရဲလေးဖြစ်တဲ့ဒီပိုအိုရီလီတို့ကမကတိတို့ရဲ့ချူဂါမန်ကလည်းမကတိတို့အီကိုတို့တိုဘီလိုဟာပေါ်ရဂတ်ဒီယာအတွက်ကျော်ရီ ဒါနောက်နေပြီဆိုတော့ဆရာဘက်ကိုပြနေရေတကယ်လို့ဒီကနေ့အစလေးကမကတိတို့ပုံတွေကိုကိုတုံးမယ်ဆိုရင်တော့နှစ်မျိုးတော့ဒီကောရေပြတပုတ်ခါချင်းဒီကောနေဇာတိစလာလေးကောင်းလာရင်ပို့ပြီးတော့အတိဟန်ကရလက်ဒီကောင်းမယ်ဆိုပြီးတော့စိတ်ထဲမှာထင်ခဲ့တယ်ဒါပေမဲ့ဒီတဲ့မဲ့ဒီသေးဘက်မှာဆရာဘက်ဟာကိုရဲ့စတိုင်မဲ့လူအီကိုပဲယုံကြည်စားလာခဲ့တယ်ကိုပါချစ်တို့ကန်လူကန်တို့ကိုဇုံထားလာခဲ့တယ်ကိုပါချစ်ကတော့လာပါတဲ့ FT ကျွန်တော်ရဲ့ကန်ချင်းနဲ့ ဟိုရခဲ့တယ်လို့နောက်ပိုင်းမှာလူမလေးလေးဖြစ်တဲ့အိုရီလို့မကတိဆိုရဲ့ကိုပေါ့ဗျာအဲ့ကိုကလည်းကျော်ရီမန်စီးတီအရေးပါတဲ့တွေ့ဖြစ်ခဲ့တယ်နောက်ခဲ့ကွင်းတာကဂိုမာအီတာဆင်ဟာဆိုရင်တော့ပရီးမီးယားလိဂ်တမန်နှစ်ချောင်းမှာကိုဖန်တီဘူးအများဆုံးသုံးမှာဖြစ်သွားတယ်အခုကခုနှစ်ကြိမ်မြောက်နေသူဒီစက်တီတယ်ဆိုတော့ဘယ်ကိုလိုတော့မှမတူတော့ချီကျွန်တော်တွေကိုဖန်တီနိုင်စံမရှိရဲ့ကိုရမဘာဆိုတော့သူကလုံးဝ ီတာဆင်းသက်လေဒီနေ့ပွဲဟာအစပ်လုံးအတီပီကလို့အတင်းကလေပူစည်းစွဲဒီထန်တူကနေပြန်လာစေရဆိုတော့စိတ်တက်ပိုင်းကနေပိုပြီးတော့ပြင်သွားတယ်ဗျာချန်ပီယံဝက်တိုက်ကွဲမှာနယူးကာဆယ်တို့ချက်စီတို့နဲ့အပြိုင်ဖိုက်တွေရဲ့ဒီချန်ပီယံမှာကျွန်တော်တွေဟာကရီနိုနိုင်ဝဲဘက်ကစီတီတို့ကတော့လုံးဝကရေးပါနေနိုင်ဘက်တို့တို့ရရတယ်ဗျာကလာဒီဖာလီရောကျွန်တော်စိတ်ဝင်စားတော့ဘူးကျွန်တော်နောက်ဝဒီမှာ ဆိုရိုးပါလေတွားရဖို့ရို့ပဲကျွန်တော်တို့ကြိုးစားရမယ်ဗျဒီကနေဆိုရင်တော့နောက်ပွဲရဟာလဲတို့ဒီစီးတော့ဘလူဘဲတို့ခင်ရအောင်မယ်အတင်းမှရှိသားမလေးဟာအဲမန်ဒီရအီဘက်ဘက်တဲ့ကစားပုံစံကြီးကကျွန်တော်ခြိုက်တဲ့ဘူးပွဲကောက်လာလိုက်နောက်ပွဲချီယာတွေ့တော်လဲဆိုတာကြီးဟာတဘောလေးဘူးအချီလေးဆိုတယ်ပြီးခဲ့တဲ့မန်ချက်တာတိုင်းမှာလဲကတဲ့တော့ကမန်ချက်တာရဲ့စတီဗီတော်ဖြစ်နေရာနှစ်တဲလုံးကကြီးပက်အီဘက်နဲ့အရန် HV ကိုကောင်းတဲ့တစ်တဲလုံးကြောင် ကစားပွဲတွေကိုမြင်တွေ့ရရကိုတီတီပွဲမှာလည်းမန်စီးတီးကလည်းမန်ချက်တာလားတွေကတော့ဒိုလေးကိုဒီရလေးမှာတော့အခြေတွေဆိုးတယ်ဗျာနောက်ကြီးတံတော်ကြီးဖြစ်တဲ့မန်ယူကလည်းဟွာဘွာဒီအခြေအနေကလည်းတော်တယ်ကောင်းပြီမန်စီးတီးကလည်းအခြေအနေကောင်းတော့မန်ချက်တာဓာတ်တွေဒီနေ့မှာတော့ဒိုလေးကိုရေဝတ်တုတ်ပိတ်နေရရလေးပါဘာဖြစ်ဖြစ်ဒီဒီဘွဲကနာစီတော့ကောင်းမွန်တဲ့ရလစကိုဖာတိကဲလို့လူငယ်လေးရောအာကေဗင်ကြီးပြရောတော်တော်လေးမူကောင်းမွန်တဲ့ရလစဖူကျွန်ပြလို့ရတယ်ဗျာဘာဖြစ်ပြန်လာနိုင်ရွှန်းစတာဝဲ ကျေးဇူးတင်ပါပြီအားလုံးပဲမစည်းခံနေကြော်ရအောင်ထင်ပါတယ်ကိုနိုင်ပါ